မင်္ဂလာပါရှင်။ဗမာခေတ်သတင်းဌာန၏ထိတ်တန့်သတင်းများကိုတင်ဆက်ပေးပါမယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့အမေရိကန်ပြည်ထောင်စုသမ္မတကြီးထရန့်ရဲ့ထိတ်တန့်ဦးစားပေးကမြန်မာနိုင်ငံအရေး၂024ခုနှစ်နိုဝင်ဘာလ5ရက်ရွေးကောက်ပွဲပြီးသမ္မတကြီးထရန့်ကမြန်မာနိုင်ငံအရေးကထိတ်တန့်ဦးစားပေးဖြစ်တယ်လို့အတီအလင်းမိန်ကြားတယ်။၂024ခုနှစ်နိုဝင်ဘာလ5ရက်ရွေးကောက်ပွဲပြီးမိန်ကြားခဲ့တယ်။ 2025ခုနှစ်ဇန်နဝါရီလ20ရက်သမရာကြီးအဖြစ်တာဝန်ယူပြီး15ရက်ကြာမှပဲအမှုဆောင်အမိန်တလေးတုံညာတလေးကိုချက်ထုတ်လိုက်တယ်။ကင်တွေဖြည့်ရှင်းရမယ့်ကမ္ဘာကိစ္စတွေမှာသမရာကြီးကမြန်မာနိုင်ငံအရေးကိုပဲပထမဆုံးလှုပ်ဆောင်ပေးတာပဲ။2025ခုနှစ်ဖေဖော်ဝါရီလ4ရက်အမှုဆောင်အမိန်တစ်နှစ်သက်တမ်းတိုးတာကျွန်မအထူးပြောပါမယ်။ Insurance and Extraordinary Threat ဆိုတာအမေရိကန်ပြည်ထောင်စုရဲ့ဥပဒေဆိုင်ရာအထူးအသုံးအနှုန်းဖြစ်တဲ့နိုင်ငံတကာအရေးပေါ်စီးပွားရေးအာဏာစံ သမရအမိနဲ့နိုင်ငံတကာငွေကြေးအလွဲအပြောင်းအပါအဝင်သိသိုးတဲ့အကြံဖတ်မှုတွေနိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတွေကိုနှိမ်နေနေ2021ခုနှစ်အာနာလူ့ဘုတ်နိုင်ငံရေးပြန်ပြီးဆွဲတဲ့အမှုနဲ့ပတ်သက်တဲ့အမှုဆောင်အမိတင်လေးတုံညတင်လေးမှာမြန်မာစစ်တပ်ကအမေရိကန်အမျိုးသားလုံခြုံရေးနဲ့နိုင်ငံခြားရေးမူဝါဒကိုပုံမှန်မဟုတ်ဘဲထူးခြားတဲ့ချိန်ချောင်းမှု Ensurean Astronauty Threat လို့ကဘာတိကြေညာထားတဲ့ဒေပြောရရင်သမရာကြီးထရန့်ကစစ်ကြေညာထားတာပဲကာကွယ်ရေးဌာနကိုစစ်ဌာနကြီးအမည်တက်တဲ့အမေရိကန်သမရာကြီးထရန့်ရဲ့ accused order အမှုဆောင်အမိန့်ဆိုတာအပြီးပြတ်စီရင်ချက်ကမ္ဘာပေါ်မှာအမေရိကန်အမျိုးသားလုံခြုံရေးကိုချိန်ချောက်သူတွေလို့သတ်မှတ်ခံထားရသူတွေကအမေရိကန်လက်ကဘယ်သူမှမလုပ်ဘူးမရှုမလမိုက်ဆက်သိမ်းထားတာကြီးပဲအမေရိကန်လုံခြုံရေးနဲ့မူဝါဒကိုချိန်ချောက်တဲ့မကောင်းဆိုးဝါးမင်းအောင်လိုင်းမိုက်ဆက်သိမ်းပြီးဆက်လက်ပြီးမုံရွာမျိုးနယ်တာစီနယ်မြေရဲစခန်းကိုဝင်ရောက်တိုက်ခိုက်မှုတွင်နေရာတွင်ရဲလေးဦးကွဲချင်းပြီးတိတ်ဆုံးနေဆိုတဲ့တဲ့င်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်စကိုင်းတိုင်းမုံရွာမျိုးနယ်တာစီရွာရဲစခန်းကိုဝင်ရောက်တိုက်ခိုက်မှုတွင် နေရာတွင်ရဲလေးဥပွဲချင်းပြီးတိတ်ဆုံးခဲ့ကြောင်း Rocket Fighter မှလာပြီးကသတင်းဌာနကိုပြောကြားပါတယ်။ဂျမန်နီနိုဝင်ဘာလ18ရက်နေ့နနက်9:00နာရီမှနနက်10:00နာရီခန့်အထိမုံရွာထောင်အနီးမီတာ100ခန့်အကွာသာစီရဲစခန်းကိုတော်လန်ရေးတပ်ဖွဲ့ဝင်များကဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ထိုတိုက်ခိုက်မှုမှာစစ်တပ်ထိုးစစ်ကိုလက်တုံပြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတိုက်ပွဲတွင်ရဲတပ်သားလေးဦးသေဆုံးသွားကြောင်းထောက်လန်ရဲဘော်များအထူးကံဖြစ်ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။ ရဲလျောက်သေးတယ်ချန်တော်ကတော့ကျွန်တော်တို့စုံစမ်းနေစေပါမုံရထောင်ကစစ်ကူလာလို့လက်နက်တွေကောက်ချိန်မရခဲ့ပါဘူးကျွန်တော်တို့ရဲဖော်တွေအထီးကိမ်းရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်ဟု Rocket Fighter မှလာပြေကပြောဆိုပါတယ်စစ်စင်ရဲကို Rocket Fighter ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ချင်းတွင်တွေဦးတော်လိုက်ရေးအင်အားစုညာဦးခရိုင်တရင်တုံဘူကြားကြီးအဖွဲ့ဒီပေရင် PC တုံဘူးတလင်တပ်ပေါင်းစုမျိုးပြပြောက်ကြားတပ်ဖွဲ့ Alvan Guerrilla နေမြေကန်တပ်ဖွဲ့စသည်တို့ဖြင့်ပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ် ခိုင်ချုပ်မင်းအောင်လှိုင်စောချစ်သူအစုံသက်ပြီးမြန်မာကအမေရိကန်နိုင်ငံနဲ့အမေရိကန်နိုင်ငံသူနိုင်ငံသားတွေလုံခြုံရေးချင်းချောက်တဲ့ပြစ်မှတ်နိုင်ငံအမေရိကန်လက်နက်တိုက်ကစစ်လက်နက်တွေအကုန်ထုတ်သုံးပြီးအပြက်ချေမုံမိန်လို2025ခုနှစ်စက်တင်ဘာ16ရက်ကလေးကတရံဝင်ကြေညာပြီးသားအခုသမရာကြီးထရန့်ကအထူးကွန်မန်ဒိုတွေနဲ့အပြက်ရှင်းမဲ့လို့၂လအကြာ2025ခုနှစ်နိုဝင်ဘာလ12ရက်မှာကဘာတိကြေညာလိုက်ပြီးသမရာကြီးထရန့်ရဲ့ထုတ်ပြန်ချက်ကအမေရိကန်ပြည်ထောင်စုအမိန့်တဲ့ ပြောရင်မင်းအောင်လိုင်းတို့အတွက်တေမိန်ကဲအချက်6ချက်နဲ့ကျမအရေးအမို့ပြောပြမယ်တင်းအမေရိကန်ရာဇဝတ်ချေမုံကြီးအထူးအဖွဲ့နေရာဇဝတ်ဂိုင်းချုပ်မင်းအောင်လိုင်းစောချစ်သူ၃နိုင်ငံတကာရာဇဝတ်ဌာနချုပ်နေပြီးတော့၄နိုင်ငံတကာရာဇဝတ်ကြံရပါခြင်း၅ပြည်မှုထင်ရှားစီရင်ချက်၆နိုင်ငံတကာရာဇဝတ်ဝရမ်းထုတ်ပြန်ချက်တင်းအမေရိကန်ရာဇဝတ်ချေမုံကြီးအထူးအဖွဲ့ scan center strike force လို့ခေါ်တဲ့ရာဇဝတ်ချိန်မုံရဲ့အထူးဖွဲ့ကိုဖွဲ့လိုက်ပြီးလို့အမေရိကန်ကမ္ဘာသည့်ကြေညာပါတယ်။2025ခုနှစ်နိုဝင်ဘာလ12ရက်နေ့အမေရိကန်ထုတ်ပြန်ချက်ကမရဏခေါ်သံပေးမြန်မာနိုင်ငံကရာဇဝတ်ဂိုင်းပေကိုအရှင်ဖမ်းပြီးအရေးယူမယ်လို့အမေရိကန်အပြတ်ပြောတာ။ဒီအထူးအဖွဲ့ကတကဘာလုံးမှာဖျက်ချက်ထားတဲ့အချိတ်ဆက်တွေနဲ့နိုင်ငံတကာရာဇဝတ်ဂိုင်းနဲ့ဂိုင်းချုပ်တွေကိုအမိဖမ်းပြီးအပြက်အေးယူမယ်။ဒီအတွက်ရာဇဝတ်မင်းအောင်လိုင်စောချစ်သူရဲ့လက်ပါစီ DKPA နဲ့စစ်ဦးစီးချုပ်စောစတီ စီရေးချုပ်စောစိန်ဝင်စီဦးစီအရာရှိချုပ်စောဆန်းအောင်နဲ့စစ်ကုကဲရင်မှုဆိုင်ကျော်လာ၄ဦးကိုပိတ်ဆို့အရေးယူလိုက်တဲ့ဆန်ရှင်ချရဲဆိုတာရာဇဝတ်ခိုင်းဝင်တွေတို့အမေရိကန်ဘက်ကကဘာတိကြေညာတာဖြစ်တဲ့ဒါပဲလားဆိုတော့ဖဲကမလင်းရာဇဝတ်ကွန်ရက်ကထိုင်းနိုင်ငံသားချာမူစဝမ်တရုတ်အခွန်ရှီချန်းကျွန်းနဲ့ကုမ္ပဏီတွေလည်းတခါတည်းပိတ်ဆို့အရေးယူလိုက်တဲ့အဲ့ဒီမှာအမေရိကန်ဘက်က2025ခုနှစ်မေလ9ရက်ကလေးက KNA နဲ့ ခေါင်းဆောင်စောချစ်သူသူသားစောထူးအိမ်မှုနဲ့စောချစ်ချစ်တို့ကိုနိုင်ငံတကာရာဇဝတ်ကိုင်းအဖြစ်ကြီးညာထားတယ်လို့ထပ်ပြောသွားတယ်။ဒီရာဇဝတ်မှုအတွေ့ကိုကျွန်မပြန်ပြောပါမယ်။2025ခုနှစ်မေလ9ရက်နေ့အမေရိကန်ပြည်ထောင်စုက KNE နဲ့အတူအဖွဲ့ခေါင်းဆောင်စောချစ်သူနဲ့သူ့ရဲ့သားနှစ်ဦးစောထူးအိမ်မှုနဲ့စောချစ်ချစ်တို့ကိုနိုင်ငံတကာရာဇဝတ်ကိုင်းအဖြစ်သတ်မှတ်ကြောင်းတရားဝင်ထုတ်ပြန်ကြေညာတယ်။အမေရိကန်ဗန်နာရေးဌာနနိုင်ငံသားပိုင်ဆိုင်မှုထိန်းချုပ်ရေးယုံကနေထုတ်ပြန်ချက်မှာ Transitional Criminal Organization ဆိုတာ ငွေရစေဝါရှောင်းဝယ်မှုလူမောက်ခိုးရှောင်းဝယ်မှုစိုက်ဘာရဇဝတ်မှုနဲ့ငွေကြေးလိမ်လည်မှုအပါအဝင်နိုင်ငံတကာနယ်နိမိတ်တွေကိုဖျက်ကျော်ကျူးလွန်တဲ့နိုင်ငံတကာရဇဝတ်ကိုင်းကိုပြောတာဖြစ်တဲ့ကမ္ဘာပေါ်မှာအဆိုးဆုံးရဇဝတ်ကိုင်းဖြစ်တဲ့အဲ့ဒီနေ့မှာပဲစောချစ်သူတာအဖရီနဲ့ KNA ကိုစိုက်ဘာလို့ခေါ်တဲ့ဆက်သွယ်ရေးကွန်ရက်နဲ့လိမ်လည်တဲ့လုပ်ငန်းတွေမှာပါဝင်ပတ်သက်မှုအတွက်ဖိတ်ဆိုအရေးယူတဲ့ဆန်ရှင်ချတဲ့အသုံးနှုန်းမှာ Treasury Sanction Pharma Wallet and Malitra Chaitu Cyber Scan Operation မှာ Fallout and Malitra ဆိုပြီးအထူးသုံးဆောင်ထားတယ်။ Walla ဆိုတာအကြံဖတ်မှုအကြက်ကင်မှုခေါင်းပုံဖြတ်မှုတွေနဲ့လူတွေကိုဒုက္ခပေးတဲ့မကောင်းဆိုးဝါးကိုပြောတာပဲ။စောချစ်သူတို့ကတော်ပုံမကောင်းဆိုးဝါးတွေလို့ American ဘက်ကအပြက်ပြောထားတာပဲ။နှင်းရဇဝတ်ခိုင်းချုပ်မင်းအောင်လိုင်းစောချစ်သူနိုင်ငံတော်ကိုတစ်ဆာဖောက်ဖြက်ပုံကန်တဲ့လူသားမျိုးနွယ်ဆိုင်ရာစစ်ရာဇဝတ်ကောင်ကြီးမင်းအောင်လိုင်းနဲ့ KNA ကစောချစ်သူတို့ကအမေရိကန်အစိုးရလိုရှိတဲ့ရာဇဝတ်ကောင်တွေပဲ။2025ခုနှစ်မေလ9ရက်နေ့ထုတ်ပြန်ချက်မှာ KNA has phenaphine chronic connection to pharma military in h criminal operation ဆိုတဲ့ဝါကျနဲ့ဒီနိုင်ငံတကာရာဇဝတ်မှုကို KNY နဲ့မြန်မာစစ်တပ်ချိတ်ဆက်ပြီးကျူးလွန်တယ်လို့ကဘာတိကြေညာတယ်။ KNY ကောင်းဆောင်ကစောချစ်သူမြန်မာစစ်တပ်ကောင်းဆောင်ကမင်းအောင်လိုင်းနဲ့ပြောရင်မင်းအောင်လိုင်းနဲ့စောချစ်သူကကဘာအစိုးဆုံးရာဇဝတ်ခိုင်းချုပ်တွေလို့အမေရိကန်ပြောတာပဲ။ကျွန်မဒီထက်ရှင်းအောင်ပြောပါမယ်။တကဘာလုံးဟိုးလေးတကြော်ဖြစ်နေတဲ့မြန်မာနိုင်ငံမှာအွန်လိုင်းလေလံမှုအပါအဝင်နိုင်ငံတကာရာဇဝတ်မှုတွေဆိုတာ2021ခုနှစ်ဖေဖော်ဝါရီလ1ရက် နိုင်ငံရေးအရာပြန်လေးဆွဲမှုနဲ့အာဏာလုကြံစီမှုနောက်ပိုင်းကျမှကြော်မကောင်းကြာမကောင်းဖြစ်ပျက်ခဲ့တာပဲမင်းအောင်လိုက်တို့မပါဘဲနဲ့လုံးလို့မရဘူးရွှေသမင်ဘဲကထွက်မင်းကြီးတာကထွက်ဒါရှင်းနေတာကြီးနိုင်ငံတကာရာဇဝတ်မှုတွေကိုကြိုးကင်တာကမင်းအောင်လိုက်တို့ကိုယ်တိုင်ပဲ၃နိုင်ငံတကာရာဇဝတ်ဌာနချုပ်နေပြီးတော့ကဘာကြီးတစ်ခုလုံးပွက်လို့ရိုက်နေတဲ့နိုင်ငံတကာရာဇဝတ်ခိုင်းရဲ့ဌာနချုပ်ကနေပြီးတော့ပဲမျက်မြင်ချက်လက်နဲ့ကျမရှင်းပြပါမယ်ဒီလောက်ဆိုးွားတဲ့နိုင်ငံတကာရာဇဝတ်မှုတွေဆိုတာမိုးပေါ်ကကြာလာတာလုံးဝမဟုတ်ဘူး ဒီရဇဝိကိုင်းစခန်းတွေဆိုတာများတကူးတကရှာနေစရာမလိုဘူးတကယ်ကိုပေါ်တင်ကြည့်ရင်နိုင်ငံတကာရဇဝိဌာနချုပ် KK ပန်းနေစခန်းတွေဆိုတာမြန်မာနဲ့ထိုင်းနယ်ဆက်တောင်းရင်းမြစ်ပြီးမြေအောင်လိုင်းတို့ထိန်းချုပ်တဲ့မြောက်ဝတီမြို့နာမှာပဲအဲ့ဒီကနေစောချစ်သူတို့ကစိုက်ဘာရဇဝိမှုအင်တာနက်လိမ်လည်မှုရင်းနှီးမြှုပ်နှံမှုလိမ်လည်မှုအွန်လိုင်းလိမ်လည်မှုတွေအပြင်လူကုန်ကူးနေတာကရင်ပြည်နယ်ထိုင်းနိုင်ငံနဲ့နယ်နိမိတ်ချင်းတိစပ်နေတဲ့မြောက်ဝတီမြို့နယ်ရွှေကုတ်ကိုအခြေစိုက်တိနီယာတွေအတိအကျနဲ့ကို ရေပေါ်မှာထိုးထိုးထောင်ထောင်နဲ့တိုက်တာအမြင်ကြီးတွေကဟီဟီထလို့ကဘာကြီးတစ်ခုလုံးမြင်နေရတယ်။အခုအဲ့ဒီ KK ဘက်ကအဆောက်အဦတွေကိုဖြိုချဖျက်ဆီးပြီးလက်ဆလက်နဖျောက်တယ်။အခုပြန်ပြီးဆွဲဖမ်းပြီးခိုင်းစီခံထားရတဲ့ကဘာသူကဘာသားတွေပြန်လွတ်တယ်။ဒါတွေအလုံးကနိုင်ငံတကာရာဇဝတ်မှုတွေကိုကျူးလွန်တဲ့မျက်မြင်သက်တည်ဖြစ်တယ်။ကဲလေဝင်းပြည်မှာထင်းထင်းကြီးမြင်နေရတဲ့စင်သေးအလောင်းကိုစိတ်တည်ရနဲ့ဖုံးဖို့အကြံနဲ့မင်းအောင်လိုင်းတို့အချို့ကိုကျမချပြပါမယ်။တနင်္ဂနွေလုံးမှာလေရည်နဲ့ပုံရွေတဲချပြီးအကြံဖက်တက်ဖြတ်နေတာဘသူတွေလဲ။ ်မင်းအောင်လိုင်းတို့ပဲဒီလိုမျိုးအကြံဖတ်တက်ဖြတ်ဖြတ်စည်းနေတဲ့မင်းအောင်လိုင်းတို့ကသူတို့အုပ်စိုးတဲ့မြောင်းဝီနာကနိုင်ငံတကာရာဇဝတ်အခြေစိုက်စခန်းဌာနချုပ်တွေကိုလက်ဖျားနေတောင်မထီဘူးထားထားတဲ့ဒီမျက်မြင်တွေ့နေရတာကနိုင်ငံတကာရာဇဝတ်ဂိုင်းကမင်းအောင်လိုင်းတို့ကိုယ်တိုင်ဖြစ်ပြီးနိုင်ငံတကာရာဇဝတ်ဌာနချုပ်ကနေပြီးတော့ဆိုတာတက်တည်ပြပြီးဖြစ်တယ်။လေနိုင်ငံတကာရာဇဝတ်ကြံရပါခြင်းအမေရိကန်ဘက်ကအလို့ရှိနေတဲ့စော်ချစ်သူတို့နဲ့ပေါင်းနေတဲ့ပအဝင်ပတ်သက်နေတဲ့အဖွဲ့တွေကအရှိတောင်အာရှဆိုင်ရာရာဇဝတ်ခိုင်းဝင် စောချစ်သူတို့နဲ့ပတ်သက်ဆက်နွယ်တဲ့အဖွဲ့တွေကအမေရိကန်ရဲ့ရန်သူအမေရိကန်နဲ့ရှင်းရမယ်။ငါပြစ်မှုထင်ရှားစီရင်ချက်အခုကရင်ပြည်နယ်ကကပ္ပလယ်မှာအရှက်တကွဲအကျိုးနဲ့ဖြစ်နေတယ်။အရှက်လဲရအကျိုးလဲရုပ်အောင်လုပ်တဲ့လက်တွေကစောချစ်သူတို့ဖြစ်တယ်။၂၀25ခုနှစ်မေလ9ရက်နေ့ထုတ်ပြန်ချက်မှာ Pharma Wallet and Malitra တွဲသုံးထားတာမို့လို့ကရင်ပြည်နယ်တောင်မကဘူးမြန်မာတိုင်းနိုင်ငံလုံးကစောချစ်သူတို့ကြောင့်ဂုံယုတ်သွားတယ်။ ကရင်မျိုးသားတက်မတော် KNA နာမည်နဲ့ခေါင်းဆောင်နေရာယူထားတဲ့ဘုံမူကြီးအမိကန်စောချစ်သူတို့လောက်ရကခရီးပြည်နယ်တော်မကဘူးမြန်မာတနိုင်ငံလုံးကိုပါဂုံယုတ်စီတယ်။ကျမရှင်းပြပါမယ်။ကောင်းမှုကိုကောင်းမှုဖြင့်ကြီးမြင့်ပြီးမကောင်းမှုကိုမကောင်းမှုဖြင့်ကြီးမြင့်ပြီးဆိုတဲ့ကမ္ဘာလုံးဆိုင်ရာဥပဒေအရာအွန်လိုင်းငွေလိမ်ကိုင်းနဲ့နိုင်ငံတကာရာသပွင့်မှုလက်သေးဂိုင်းချုပ်ကြီးတွေမဖမ်းမဲခံရတဲ့သူတွေကိုပဲပြန်လွှတ်လိုက်တာနဲ့ဒီကမ္ဘာအဆိုးဆုံးရာသပွင့်ဖြစ်မှုကြီးကိုလုံးဝလျှော့ပြစ်လို့မရဘူး။ တရားခံဖြစ်တဲ့နိုင်ငံတကာရာဇဝတ်ခိုင်းချုပ်မင်းအောင်လှိုင်စောချစ်သူတို့ကိုရှင်းပြရမယ်။၆နိုင်ငံတကာဝရမ်းထုတ်ပြန်ကြံအားလုံးသိအောင်ကျွန်မတည်ပြပေးပါမယ်။အခုနိုင်ငံတကာဖန်ဝရမ်းတွေအရင်လိုမျိုးလူသိရှင်ကြမထုတ်ပြန်ဘူး။လှုပ်ဝက်ထားတယ်။ရာဇဝတ်ကောင်ကိုမိတဲ့အချိန်မှဖန်ဝရမ်းပြတယ်။နိုင်ငံတကာရာဇဝတ်ခိုင်းချုပ်စောချစ်သူကိုနိုင်ငံတကာခုံရုံးမှာဆွဲချက်တင်ထားပြီးကျွန်မအာမခံစကားထပ်ပြောပါမယ်။အမေရိကန်အလို့ရှိတဲ့ မကောင်းဆိုးဝါးအတွေ့နိုင်ငံတကာရာဇဝတ်ကောင်စောချစ်သူနဲ့နိုင်ငံတော်တစ္ဆာဖောက်စီရာဇဝတ်ကောင်ကြီးမင်းအောင်လိုင်းလုံးဝမိုက်ဆက်သိမ့်မယ်